MSP မွေးနေ့ကိုကို့အသိမှတ်ပြုရဲဆိုတော့ကို့အောင်ဘလောက်အောင်မြင်နေလဲကို့ပတ်စံဘလောက်ရှိနေလဲဆိုတာ ਨੇ မဆိုင်ဘူးတော်တော်တော့ချစ်ခင်လေးစားမှုနဲ့ပေါ့အဲ့လိုမျိုးဟိုဟိုလူတိုင်းရဲ့လို့မဟုတ်ကွာအမှန်တတချို့ကြလို့ရှိရင်လေအဲ့လိုပြောစရာမလိုမဲတချို့ကျွန်တော်နဲ့ချစ်တဲ့အကိုကြီးဆိုညီလေးမင်းမွေးနေ့ဘာလုပ်မှာကျွန်တော်ဘာမလုပ်နိုင်တော့ပါဘူးကိုကြီးကအလုပ်လဲခွာဆိုအေးပြောပြောအဲ့ဆိုရောမဟုတ်ဘူးပါညာဆိုအဲ့လိုမျိုးပေါ့ ။ तू อ่ะမွေးနေနေနဲ့ကိုယ့်ကိုလက်ဆောင်အဖြစ်နေပြီ။ဟာကိုမလုံနဲ့မလုံနဲ့ကျွန်တော်မှအဲ့လိုပတ်စံနေရအများကြီးပြောစရာမှမလိုတာ။တကယ်ကြတော့လေကိုယ့်ရဲ့မွေးနေဆိုတော့ပြေးလေကောင်းလေပဲလေ။ပြေးလေကောင်းလေပဲလို့ဟုတ်ကြည့်ရှာဦး။ MSP အဲမွေးနေ့အလူလေးရတော့ဒါနှစ်စင်းနှစ်တိုင်းဒီယဒနာဘုံရင်ကြီးဘုံကြီးကြောင့်ပါအများနဲ့လူပြစ်တယ်။ကလေးတွေနဲ့ကတော့သူတို့ကကိုမလိုက်အောင်ဖုံးဆက်ပြီးတော့အာကိုစင်းနဲ့ဒီနှစ်မလာဘူးလားဆိုတာ လာမှာပါဗျာလို့အဲ့ဒီနေ့အနေဆုံးလေးပဲချိန်ရမလဲဆိုအောင်ဆုံးလေးရဆိုတော့အောင်ဆုံးလေးလည်းလှူတာပေါ့ဟုတ်အဲခလေးတွေကတော့အခုလက်ရှိအနေထားသူက100ကျော်လောက်ပဲရှိတော့တယ်ပြောအရင်တော့ကျွန်တော်လှူတော့200ကျော်တွေပဲရှိရလေသူကလှူလဲကုန်ကျစရိတ်ကအများကြီးမရှိဘူးကိုနိုင်တဲ့လောက်ပေါ့ဥမာမနှခင်အောင်ဆုံးလှူမယ်ဆိုလဲလှူဒါပေမဲ့ကိုလှူခြင်းတလို့တော့တစ်ခါကြည့်လှူလို့မရဘူးဥမာကြိုပြီးတော့သူတို့ဥမာပေါ့ appointment ယူထားရရှိရပေါ့နေဆုံးလေးကတော့ကိုဆင်မွေးနေ့တိုက်နေတာပဲရှိတယ်တခါကျရင်လေဂျာရက်မှာက ဟိုဘယ်သူမှအလှူမရှိပဲနဲ့သူ့အန်သူဘုန်းကြီးကျောင်းဟိုဆရာတော်ကပဲအဲ့လိုဝင်လေးလုပ်ကြရရှိရပေါ့နေ့စဉ်နေ့တိုင်းတော့မတိုက်ဘူးဒါပေမဲ့ကိုယ့်ရဲ့ဒီကျွန်တော်ရဲ့ဒီမွေးနေ့အမှာလာတိုက်နေရရှိတယ်အဲ့လိုနေ့စဉ်နေ့တိုင်းတိုက်တယ်အဲ့လိုအာရုံဆုံးဖြစ်ဖြစ်နေဆုံးဖြစ်ဖြစ်အဲ့လိုတိုက်တဲ့ခါကျတော့အဲ့လိုကိုလွတ်နေတဲ့အချိန်လေးပေါင်ဝင်လှူဒန်းတာပေါ့လေကိုမွေးနေ့မှာအမှတ်တရလေးဖြစ်ချင်တယ်ပေါ့လှူတာတော့ဘယ်နေ့လှူလို့အလှူပါပဲ အဲဒီနေ့အအောင်ဆုံးတော့သူကြက်သားနဲ့ကျွေးတယ်လို့ပြောကြက်သားနဲ့ကျွေးတယ်ပြီးတော့ကျွန်တော်တို့အအောင်ဆုံးလှူတယ်ဘုံကြီးဆုံးကတ်တယ်ပြီးတော့ဝှထုံငွေကတ်တယ်ပေါ့အဲ့ဒါကျန်တဲ့ဝှထုံငွေပါညာကျန်တဲ့သူတို့လှုပ်ချင်တာလှုပ်ပေါ့လေဟုတ်တခါကြတော့လေမွေးနေ့အလှူလေးဆိုတော့တခါကျရင်တို့လှူကျင်တော့လည်းပဲလှူလို့မရတဲ့အခွင့်အရေးတွေရှိတယ်မလှူနိုင်တဲ့အခွင့်အရေးတွေရှိတယ်အခုလှူလဲဆိုတော့လည်းအများကြီးတော့မဟုတ်ဘူးဒါမွေးနေ့မှာကုသိုလ်လေးတခုရကျင်တယ်ဟိုဘယ်နေ့လှူလို့ကုသိုလ်တော့ရပါတယ်ဒါပေမဲ့ကိုမွေးတဲ့မွေးနေ့လေးဆိုတော့အမှတ်တရလေးလည်းဖြစ်စေချင်တာတကြောင် ပြီးတော့လဲကိုလူတဲ့အလှူရတဲ့ဒါခုနှစ်သားသမီးတွေပြိတက်တွေအားပေးမှုနဲ့လှူရတဲ့ငွေကြေးတွေလည်းဖြစ်တာဗောလေအဲအကြောင်းမလို့အမှတ်တရအနေနဲ့ကျွန်တော်မွေးနေ့လေးမှာလှူပြစ်တာပါနှစ်တိုင်းနှစ်တိုင်းပြောင်းလဲလာတာဆိုတော့ပူချောလာတာလားအဲ့နေ့တိုင်းနေ့တိုင်းတော့ပြောင်းလဲလာတာပါဆိုတော့ဘာလို့ဘာနဲ့တိုင်းတာလဲဆိုတော့ကိုအလုံးလုံးနေရတဲ့ပုံမှာဟိုတိုင်းတိုင်းတာတာဗောလေအပိတအပိမှုတွေဘယ်တော့ဒီခိုင်မာရှိပြီလဲအဲဒီနေ့မွေးနေ့လေးကြော်ရင်တော့အလုပ်ကိုဒီထက်ပို့ပြီးတော့ပိတ်သက်တွေချေအောင်ဘာတွေထက်လုပ်မလဲဒါတစ်နေ့တစ်နေ့ပြောင်း ကြီးလာပြီဆိုတော့အဲ့ဒီပုံမှာကိုလုံးမဲ့အလုပ်ကိုပဲအဲဖိုကတ်ထားတာပေါ့လေအဲဘာလို့ဘာတွေပို့ပြီးတော့ဦးစားပေးလုံးလုံးတင်လဲပေါ့အဲအမှုညာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဟုတ်အဲအရင်တော့ကဟိုကိုမွေးနေလို့ရင်တော့မှအဲရွာလူတွေတော့ပဲတည်တာလေဆိုတော့အခုကျတော့ပြည်သက်တွေလည်းတည်လာပြီအမှုညာတိုင်းဝန်းနဲ့ညီကိုမမတွေလည်းအပေးဝင်ရညာပြီထောက်ခံကြပြီဆိုတော့ကိုရဲ့မွေးနေ့ဒီဘတ်ဒေးလေးရအောင်မှာအဲ happy birthday ပါဆင်နိုင်ရေ happy birthday ညီလေး happy birthday အကူကြီး အဲ happy birthday ပါကိုရဲ့ကိုစစ်နိုင်ကြီးပါညာဆိုတော့ဒါကအဲကျွန်တော်တို့အတွက်ဘာမှမဟုတ်ဘူးလို့ပြောလို့မရအောင်ဒါအမှုပြန်သမားတယောက်နေတဲ့အားရှိတဲ့တကယ်လုံးပဲတစ်နှစ်မှတစ်ခါလောက်ကြာရတဲ့ဒီမွေးနေ့ကိုဝိုင်းဝန်းပြီးဆုတောင်းပေးကြရတယ်ဆိုတော့ကျွန်တော်တို့ဆိုလည်းသူများတကယ်ရင်းနှီးကျွမ်းဝင်တယ်လို့ဆုတောင်းပေးကြရတာပဲ။ဘာလို့ဆိုတော့ဒီစကားလေးကရေးပါလားဆိုတော့ပါတာပေါ့ကိုတစ်နှစ်မှတစ်ခါကြာရတဲ့ဒီမွေးနေ့လေးကိုဒါအတိမတ်ပြုတ်ပေးကြရတာလေ Happy Birthday လမ်းလို့ဆိုတော့အဲ့အတွက်ကိုအရန်ပြော့ပါတယ်။ဟိုမွေးနေ့ကိုဖျက်ဆီးကြတဲ့လူတွေကတော့ဥမာတခြားကတော့ ဟိုမနက်ခင်းဆိုရင်ဒါအလှူနဲ့ဖြတ်တန်းနဲ့ညနေပဲဆိုရင်ဒါတကယ်ချင်းမောင်းသိနေတယ်တောက်တဲ့အစားချက်ပြောကြရတာရှိတယ်ဟိုအဲ့ဒီအဲ့ဒီအခွင့်အရေးလေးရှိရင်တော့လေကျွန်တော်လည်းလှုပ်ချင်တာပေါ့ဒါပေမဲ့လည်းဟိုမအားတာတကြောင်ပြီးတော့ကိုလောရမယ့်အခြေအနေနဲ့အဲ့ဒါလေးလေးချိန်ဆရပါဟုတ်မွေးနေ့လက်ဆောင်ဘာမှအောင်မရသေးဘူးဘာမှအောင်မရသေးဒါပေမဲ့အိမ်ရောက်မှရောက်ရင်ရောက်နေမှာပေါ့လေသူကဖုန်းနေဆက်ပြီးတော့အဲ့လို ပေးတဲ့ဟာတွေလည်းရှိတယ်ဆိုတော့အခုလောဆယ်တော့ဘာမှမသိကိုယ်အစိုးရထလာဆိုတော့သူတို့လည်းဒီချိန်တော့အစိုးရတော့မရောက်လာသေးဘူးဆိုတော့မနက်6 9နာရီထပြီးတော့ဒီကို6နာရီအရောက်လာတာကိုကလေးတွေစီကိုလေသူတို့တော့ကြာကိုယ်စောင့်နေရမှာဆိုတော့အဲကြောင့်အဓိကသူတို့ဗားလေးတွေပဲပြေးပြေးတန်မိုးသူတို့ပေးတာတန်မိုးကြီးတာတွေမကြီးရအရင်မကြီးဘူးကိုတန်မိုးထားတဲ့ပုံမှာသူတို့တန်မိုးရှိသွားတာကျွန်တော်ကျွန်တော်ပရိသတ်တွေကျွန်တော်ချစ်လို့ပေးရဆိုဘာပဲပြေးပြေးပေါ့လေတခါကျရင်သူတို့လုပ်ထားတဲ့ไอเดียလေးဆိုအရင်မိုက်တယ်အမှန်တမ်းပြောရင်တော့ဟိုအနုပညာသမားတယောက်အနေနဲ့လည်းပရိသတ်က ဝီလက်တွေကိုယ့်အချစ်လို့လှုပ်ပေးတာပဲအဲ့ဒါလေးပဲကျွန်တော်တို့ကတိတာလေလှုပ်ကုန်နေပေါ့ခံစားရတာလေကျွန်တော်ကကျွန်တော်သွားလှုပ်လို့ဘလုံးမှဖြစ်နိုင်အဲ့တော့အဲ့အတွက်လည်းကျွန်တော်ရဲ့ပြည်သက်တွေအကုန်လုံးယေရှုတင်ပါတယ်ဘုသူစီကမျောလင်းပြီလေဒီနေ့အကုန်လုံးစီကမျောလင်းပါလေအကုန်လုံးစီကမျောလင်းတယ်အကူတွေစီကရောနောက်ခဏနေရင်တို့ပြီးရင် KB ကြည့်လိုက်တာနဲ့ပတ်စံနေဝင်လာပါလေဘာလို့လဲဆိုတော့အရင်အရန်ဝေးနေတဲ့အကူတွေဆိုလဲ အရန်ချစ်ကြတယ်သူတို့အလုတ်သွားနေရတော့အဲ့လိုတခြားနဲ့မျိုးတွေရောက်နေရဆိုရင်အဲညီလေးမင်းမင်းမင်းမွေးနေလားဘာဖြစ်လဲညာဖြစ်ဆိုတော့သူတို့ကမနေ့ကသူတို့ကလို social တွေဘာလဲမသုံးတော့ကိုဖုန်းဆက်မှတည်တာရှိတယ်အခုလို media နဲ့ပြောတဲ့ချိန်မှာ media နဲ့ view မှတည်တာရှိတယ်အဲ့လိုမျိုးဆိုလဲအဲသူတို့အဲ့လိုကိုမဘိုးတွေဘာပေးတယ်အဲ့လိုမျိုးရှိပါအဲ့ဒါလေးပါလဲဆိုတော့လူက ဒီပေါ့ဒီကြာရောက်တဲ့ကိုယ့်ရဲ့အမှတ်တရမွေးနေ့လေးမှာ तू ကဘလောက်ချမ်းသာတာ၄ဥမာချမ်းသာခြင်းနေအောင်မြင်ခြင်းနေလည်းမဆိုင်ဘူး तू ကကိုယ့်ထက်ကြီးတဲ့လူဟိုဘယ်လိုခေါ်မလဲအဲ့လိုမျိုးကနေအတိမတ်ပြုတ်ပေးတာပေါ့နိကိုယ့်အချစ်ခင်လို့အတိမတ်ပြုတ်ပေးတာဖြစ်တဲ့အတွက်အဲ့ဒါအေးဆေးပဲအဲအဲ့ဒါလည်းမဆိုင်ဘူးเนาะအောင်မြင်ခြင်းနေပတ်စံရှိတာလည်းမဆိုင်ဘူးအဓိကကတော့လေအဲ့ဟိုမွေးနေ့မွေးနေ့ကိုကိုယ့်အတိမတ်ပြုတ်ရဲဆိုတော့ကိုအောင်ဘလောက်အောင်မြင်နေလဲကိုပတ်စံဘလောက်ရှိနေလဲဆိုတာလည်းမဆိုင်ဘူး တော့တယောက်တော့ချစ်ခင်လေးစားမှုနဲ့ပေါ့အဲ့လိုမျိုးဟိုဟိုလူတိုင်းလည်းလို့မဟုတ်ကွာအမှန်တချို့ကြလို့ရှိရင်လေအဲ့လိုပြောစရာမလိုမယ်တချို့ကျွန်တော်နဲ့ချစ်တဲ့အကိုကြီးဆိုညီလေးမင်းမွေးနေပါလုံးမှာကျွန်တော်ဘာမှမလုပ်နိုင်တော့ပါဘူးကိုကြီးကအလုပ်လဲဟောပြအေးပြောပြောအဲ့လိုရောမဝိုးပါညာဆိုအဲ့လိုမျိုးပေါ့သူကမွေးနေနေနဲ့ကိုယ်လက်ဆောင်အဖြစ်နေပြီဟာကိုမလုံးနဲ့မလုံးနဲ့ကျွန်တော်မှအဲ့လိုပတ်ဆိုင်နေရအများကြီးပြောစရာမှမလိုတာတကယ်တမ်းကျတော့လေကိုယ့်ရဲ့မွေးနေဆိုတော့ပြေးလေကောင်းလေပဲလေပြေးလေကောင်းလေပဲလို့ဟုတ်ကြရှာဟုတ် အဲဘာဖြစ်လဲအခုအလှလဲဆိုလို့ရှိရင်လည်းအမှန်တမ်းပြောကျွန်တော်လှတယ်ကျွန်တော်စားနေတောင်းနေတယ်တွားနေလာနေတယ်ထားပါတော့ကျွန်တော်ဘယ်သွားတယ်ဘယ်လိုလှတယ်ဒါတွေကကျွန်တော်ကိုအားပေးတဲ့ပရိသတ်တွေရဲ့အားပေးမှုအားပေးဝန်းရံထားတဲ့ခုနဲ့သားသမီးငွေကြီးတွေပါတယ်လေကျွန်တော်ဥမာပြောနေပါကျွန်တော်ထွက်လာတဲ့ဇလန်တွေကိုကြည့်ခြင်းအားဖြင့်အားပေးနေခြင်းအားဖြင့်တစ်ဖက်မှာပေါက်ရောက်တဲ့အလုပ်လုပ်ရတယ်ဒါပဲဥမာနေပွဲတွေချင်းသွဆိုဆိုတာဒါသူတို့ဟိုဖြစ်တဲ့ဟာနဲ့ကျွန်တော်လှူရကျွန်တော်မှတခြားစီးပွားမှမရှိရကျွန်တော်ဒါနဲ့ပဲလှုပ်လို့နေရတာဟုတ် တစ်နှစ်တစ်နှစ်ဆိုလို့ရှိရင်တော့အခုမှကိုနိုင်နိုင်တလောက်ပေါ့လေနိုင်တလောက်ပေါ်မှာအများရန်လူသားဖို့ရှိရနောက်တကယ်လို့များနောက်နှစ်တွေမှာအဲ့လိုပေါ့ကိုအတွက်အခွင့်အရေးရောကိုလောက်ပိုင်ခွင့်ရောအများများဆက်ဆက်ရခဲ့တယ်ဆိုရင်အဲဒီလိုမိဘမဲ့ကလေးတွေအကြောင်းတွေကိုအများကြီးပေါ့ကိုနိုင်တလောက်ကိုလှူသွားခြင်းတာပေါ့တစ်ကြောင်းနဲ့ဟိုကနှစ်ကြောင်းသုံးကြောင်းအဲ့လိုမျိုးလဲလှူခြင်းတာပေါ့လေဒါကတော့ကိုရဲ့ပင်ရင်းလို့ဖြစ်နေတာပေါ့ကိုအများနဲ့လှူညံ့နေတာဆိုတော့ကိုမလာလဲသူကဖုန်းတွေပဲဆက်ပြီးတော့ခေါ်ပြောတာဟုတ်ဆိုတော့ဟိုအဲ့ရအဲ့ဆိုရင်တော့ကျွန်တော်တို့တချိန်ထားလိုက်အဲ့လိုမျိုးပေါ့လေ လေးတွေကိုကြည့်ရတာဘာဖြစ်ဖြစ်ကုသိုလ်လည်းရရတယ်ဝမ်းလည်းသာတယ်ပီတိလည်းဖြစ်ရပါတယ်ကျွန်တော်အမွေနေ့ဆုတောင်းပေးကြတယ်အဲကျွန်တော်ရဲ့အမှုပညာညီကိုမောင်နှမနဲ့တကွကျွန်တော်ရဲ့အပေါင်းအသင်းမိတ်ဆွေညီကိုများပြီးတော့ပရိသတ်တွေဒီနေ့ကနေအထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်အတိမတ်ပြုပေးတဲ့အတွက်လည်းဝမ်းသာပါတယ်မြန်မာစတာပါ